ပရိသတ်တွေမျက်နှာမငင်စင်ရတဲ့အခြေအနေကိုရောက်မှာဝမ်ချန်ပီယံရှစ်မှာရှင်ပြိုင်သွားမယ်ဆိုတဲ့ကြော်စွာဝင်းပရိသတ်များလုံးဝမြင်ပါဗျာဘလူးလိုင်းယွန်ကင်းကနေပြန်လဲကြိုးစားလိုက်ပါပြီဝမ်ချန်ပီယံရှစ်မှာအထက်မြေပါဘီရဲ့ရွာလက်ဝဲကြော်တယောက်ကလာမယ့်ဝမ်ချန်ပီယံရှစ်ပြိုင်ပွဲတည့်ရက်မှာပွဲဦးထွက်ရှင်ပြိုင်သွားဖို့ရှိတယ်ဆိုပြီးတော့ကိုဖြိုးဝေပြောခဲ့တဲ့ဖိုင်တာကတော့စိန်လုံးချောဖြစ်ပါတယ်ပရိသတ်တွေကတော့ကြော်စွာဝင်းလို့ခံမှန်းခဲ့ကြတာပါဒါပေမဲ့ကြော်စွာဝင်းမဟုတ်ပဲစိန်လုံးချောဖြစ်နေပါတယ်ကြော်စွာဝင်းကတော့ကိုဖြိုးဝေပြောတဲ့ဖိုင်တာဟာသူမဟုတ်ဘူးလို့အစောကြီးကလေးကဝန်ခံထားပြီးသားဖြစ်တယ်လို့ပြောခဲ့ပါတယ် မီဒီယာတွေဆိုတာကသူတို့ရဲ့အထင်နဲ့အမြင်တွေကိုတစုံတစကြားလိုက်ရတဲ့အချိန်တိုင်းမှာထုတ်ပြောတက်လိရှိတတ်တာသဘာဝပဲဖြစ်ပြီးသူကမီဒီယာတွေအပေါ်မှာထိုးပြီးယူနေတဲ့သူတယောက်မဟုတ်ဘူးလို့လည်းကျော်စွာဝင်းကပြောပါရီဒါအပြင်ကျော်စွာဝင်းကသူ့အနေနဲ့အစင်သေးဖြစ်ပြီလို့မခံယူမချင်းဝမ်းမှာရှင်ပြိုင်မှုလုံးမှာမဟုတ်ပဲပရိသတ်တွေအားပေးရကြိုးနဲ့တဲ့အနေထားမျိုးရောက်အောင်ကစားပြနိုင်ပါမှာဝမ်းမှာသူ့ကိုတွေ့မယ်လို့လည်းပြောခဲ့ပါသေးတယ်ကျော်စွာဝင်းကငါလုပ်တဲ့လုပ်ကငါပရိသတ်အတွက်ဘယ်တော့မှအစိတ်တော်မဖြစ်စေရဘူးပွဲရရင်ပြောဆိုပြီးပြပြရထိုးတဲ့စိန်မျိုးကအခုဘွားမှလည်းမရှိဘူးနောက်ဘွားမှလည်းရှိလာမှာမဟုတ်ဘူးလို့ကျော်စွာဝင်းက သူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေဆင်ပြောထားပါတယ်။ကျော်တော်ဝင်းရဲ့စိတ်ဓာတ်ကတော့တကယ်ကိုချီးကျူးစရာပါ။ပွဲပြီးတောင်းပန်တာတဲ့အခုလိုမျိုးပရိသတ်တွေမျက်နှာမငယ်ရဲ့ဇေယအောင်တွေးမိနိုင်တဲ့ကျော်တော်ဝင်းရဲ့စိတ်ဓာတ်ကိုလေးစားမိပါတယ်။